တာလီစော့ပါဒီကနေ့ဧပြီလ10ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပြစ်လို့ကြောက်ဖြူမျိုးနေကဇင်းရှောင်းကုံပွေရွာမှာရဟန်းတစ်ပါးပြန်လွန်ပြီးအရသားတယောက်တည်းဆုံးခဲ့ရတဲ့သတင်းရခိုင်မှာစစ်ကောင်စီကြောင်း3လအတွင်းအရသား100ကိုရောက်သေးဆုံးက181ယောက်တန်းရရရှိခဲ့တဲ့သတင်းနဲ့ ရခိုင်မှာ၃လအတွင်းစစ်ကြံလက်နက်တွေပောက်ကွေးလို့၁၁ယောက်တေဆုံးပြီး41ယောက်ဒဏ်ရာရရှိခဲ့တဲ့တည်င်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်ကျောက်ပြုံမြို့နေကဇင်ရှောင်းကုံပွေကြီးဝါကိုစစ်ကောင်စီနေပြည်ကလက်နက်ကြီးကြီးနဲ့ပစ်ခတ်ခဲ့လို့ရဟန်းတပါးပြန်လုံတော်မူပြီးအယက်သားတယောက်ပြေဆုံးခဲ့တယ်လို့ကြောင်းထိုင်စီရော်ကြီးနဲ့ ကိုရင်လေးတို့အပါအဝင်9ယောက်တန်ရာရရှိသွားတယ်လို့သိရပါတယ်။ပြန်လွန်တော်မူသွားတဲ့ယဟန်ကတော့အဲ့ဒီကျေးရွာဖုန်ကြီးကျောင်းမှာတည်င်းသုံးနေထိုင်နေဥအာဒိစာတက်တော်32နှစ်နဲ့အဲ့ဒီရွာကဥပချမ်းတို့ဖြစ်ပါတယ်။တန်ရာရသွားသူတွေကတော့ကျောင်းထိုင်စီရာတော့ဥဇနီတာကိုရင်ဓမ္မာနန္ဒဒေါ်ဖြူဖြူဝင်းဒေါ်သိမ့်ဟန်နှုဥမောင်ထွန်မြဒေါ်တန်တန်အီနဲ့ မခင်များအေတို့ဖြစ်ကြပါရယ်မက်ရှလ31ရက်နေ့မနက်9နိုင်ကျော်လောက်မှာကြောက်ပြူမျိုးနေကဝါနဲ့ရွှင်ရွာအနီးပင်လေပြင်မှာရှိတဲ့စစ်ကောင်စီနေပြီးတစည်းကအဲ့ဒီကြေးရွာကိုလက်နဲ့ကြီးကြီးသုံးလုံးနဲ့ပြစ်ခတ်ခဲ့တဲ့အတွက်ရွာထဲမှာတလုံးဖုံတော်ကြီးကျောင်းဓမာယုံမှာတလုံးနဲ့အောင်မင်္ဂလာရက်ကွက်မှာတလုံးကြားရောက်ပောက်ကွေးခဲ့တာလို့ဒေသခံသတင်းရင်းမြစ်ကပြောပါရယ်ဒါအပြင်စစ်ကောင်စီဟာမနေ့ကညနေပိုင်းမှာ မရာဦးမျိုးကအမှတ်37ရေးတန့်ရင်ဟောင်းအနီးကိုလေးချောင်းကနေပုံကျေတိုက်ခိုက်ခဲ့လို့အရက်သားတယောက်တေဆုံးသွားခဲ့ပါရီရခိုင်မှာဇန်နဝါရီလ31ရက်နေ့ကနေမတ်လ31ရက်နေ့အထိ3လအတွင်းစစ်ကောင်စီကြောင်းအရက်သားတရ9ယောက်တေဆုံးခဲ့ပြီး181ယောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့နရင်းစရာကပြုစုထားတဲ့စီးရင်အရာတရားပါရီ မက်ရှလာအတွင်းအမျိုးသမီး၂ယောက်အပါအဝင်၁၀ယောက်တည်ဆုံးခဲ့ပြီး၂၅ယောက်တန်ရာရရှိသွားခဲ့ပါသည်။စစ်ကောင်စီဟာမက်ရှလာအတွင်း၊ဂွားမြို့နယ်၊ကြောက်ဖြူမြို့နယ်၊မရအူးနယ်ပုံနာကျွန်းမြို့နယ်တို့ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အခုလိုတည်ဆုံးတန်ရာရရှိသွားခဲ့ကြတာဖြစ်ပါသည်။တေဆုံးတန်ရာရသူတွေအထက်မှာခလေးတငေတွေအမျိုးသမီးတွေနဲ့စေကျော်တက်လူငယ်တွေတက်ကြီးပိုင်းတွေယဟန်းတင်ငါတွေလေးပါဝင်တာကိုတွေ့ရပါတယ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလေစစ်ကောင်စီကြောင်းအရက်သား14ရောက်တည်ဆုံပြီး33ရောက်တန်ရာရရှိခဲ့တယ်လို့ဇန်နဝါရီလကလေ85ရောက်တည်ဆုံပြီး83ရောက်တန်ရာရရှိခဲ့ပါရီရခိုင်ပြည်မှာ3လအတွင်းစစ်ကြံလက်နက်တွေပောက်ကွဲမှုကြောင့်17ရောက်တည်ဆုံပြီး51ရောက်တန်ရာရရှိခဲ့တယ်လို့နရင်းစရာသတင်းဌာနကကောက်ယူထားတဲ့စစ်တမ်းအရာသိရပါရီ ဇန်နဝါရီလ10ရက်နေ့ကနေမရှိလ31ရက်နေ့အတွင်းစစ်ကြံမိုင်းတွေနဲ့စစ်ကြံဘုံသီးတွေပောက်ကွေးလို့အခုလိုတည်ဆုံတန်ရာရသွားကြတာဖြစ်ပါရယ်မရှိလမှာတယောက်တည်ဆုံပြီးအယောက်20တန်ရာရရှိခဲ့တယ်လို့ဖေဖော်ဝါရီလမှာ6ယောက်တည်ဆုံပြီး19ယောက်တန်ရာရရှိခဲ့ပါရယ်အဲ့ဒီလိုပဲဇန်နဝါရီလမှာလေ2ယောက်တည်ဆုံပြီး2ယောက်တန်ရာရရှိခဲ့ကအများစုကတော့မိုင်းပောက်ကွေးလို့ထိခိုက်တည်ဆုံခဲ့ကြရတာဖြစ်တယ်လို့သိရပါရယ် ပခိုင်မှာ my and ye တွေနဲ့ပတ်သက်ပြီးတက်ကျွန်းသူတွေကအသိပညာပေးပြောပြပြီးလှုပ်ဆောင်မှသာ my and ye ရောကြလာနိုင်ပြီလို့အာရခမျိုးဆက်ဂွားမြူနီစီဗီရှောင်းကုညီအဖွဲ့ကကုဆိုးလွင်ကပြောပါရီပြည်သူတွေသွားတဲ့နေရာတွေကိုလည်းမရှောင်ရှားပေးစစ်ကောင်စီက mine တွေထောင်ထားခဲ့ကြတော့ mine နီးမိတဲ့ and ye တော်တော်များများကြုံတွေ့ရတယ်လို့လေသူကဆိုပါရီပြည်သူတွေဟာစာဝတ်နေရေးခက်ခဲကြောင်း တောတောင်တွေမှာငှားရှာဟင်းရှာသွားကြရတာမို့မိုင်းထိတာတွေရှိပြီးရောပါလာအောင်အသိပညာပေးတွေလုပ်ဖို့လိုအပ်နေတယ်လို့ရခိုင်ဒေသခံတွေကထောက်ပြပြောဆိုနေကြပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြင်းငလီရင်လောက်ခတ်ခဲ့ရာကြောင်းစစ်ကောင်းဆောင်ဘူရှုံမွန်ကြီးမင်းအောင်လိုင်က မတ်လ31ရက်နေ့ကနေဧပြီလ6ရက်နေ့အထိနိုင်ငံတော်အဆင့်ဝင်နေခြင်းအထိမ်းမှန်းနေ့အဖြစ်မနေ့ကမတ်လ31ရက်နေ့မှာကြီးညာခဲ့ပါရယ်မတ်လ31ရက်နေ့ကနေဧပြီလ6ရက်နေ့အထိ9ရက်တိတိကိုနိုင်ငံတော်အဆင့်ဝင်နေခြင်းအထိမ်းမှန်းနေ့အဖြစ်သတ်မှတ်ကြောင်းအမိန့်ထုတ်ကြီးညာလိုက်တာပါဝင်နေခြင်းအထိမ်းမှန်းအဖြစ်စစ်ကောင်စီတပ်အပါအဝင်စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေအလုံးအဲ့ဒီ9ရက်အတွင်း နိုင်ငံအလံကိုအလံနိုင်ထက်ဝက်လျှော့ရှာလွင့်တူကြဖို့ကိုလေအမိန့်ထုတ်ထားပါရီပြင်းအားခွန်တက်သမခွန်ရှိတဲ့မြင်းကလေးလုခတ်ခဲ့တာကြောင့်အသက်ဆုံးရှုံးမှုတွေနဲ့ပျက်စီးခဲ့ရမှုအတွေ့စာနာနားလေမှုနဲ့အတူထက်တူခံစားရပြီးနိုင်ငံတော်အဆင့်ဝန်းနေခြင်းအထိမ်းမန်းနေအဖြစ်သတ်မှတ်တာလို့စစ်ကောင်စီကဆိုပါရီဒါပေမဲ့လေအခုလိုတနိုင်ငံလုံးငလျင်တန်းကြောင့်ဝန်းနေပူဆွေးနေချိန်မှာပဲစစ်ကောင်စီကပြည်သူတွေကို လေကြောင်းကနေပုံကျေးတာနဲ့နိုင်ငံရေးစီရေးအမျက်ထုတ်ရုံမာနေရလေးရှိပါရဲ့ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့နေမေးနိုင်ငံတကာကေဆေးအဖွဲ့တစ်ခုဖြစ်တဲ့ Samaritan Pass ကနေတာအဖွဲ့ဟာငလီနဲ့ပတ်သက်တဲ့ကူညီကေဆေးရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့မြန်မာနိုင်ငံကိုလာရောက်မေးလို့ကနေဒါသတင်းတွေကဖော်ပြကြပါရယ်။ထိုင်းနဲ့မြန်မာကငလီဘေးတင်းတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့အဲ့ဒီအဖွဲ့ဟာဒီကနေ့ဧပြီလ10ရက်နေ့မှာ ကနေဒါနိုင်ငံကယ်လ်ဂရီမြို့ကစတင်ထွက်ခွာလာပြီလို့သတင်းတွေကဆိုပါရီကနေဒါနိုင်ငံအယ်ဘတ်တာပြည်နယ်ကယ်လ်ဂရီမြို့မှာအခြေစိုက်တဲ့ Samaritan Pass ကနေဒါဟာမြန်မာနိုင်ငံကို BND KC တုံ့ပြန်မှုအဖွဲ့ DART ကိုကနဦးစီလွတ်ခဲ့ပြီးကနေဒါအရေးပေါ်မြေပြင်ကွင်းစင်ဆေးရုံလေးရင်ကိုပထမဆုံးအကြိမ်ဆေးလွတ်သွားမှလေးဖြစ်ပါရီအဲ့ဒီအဖွဲ့မှာကနေဒါနိုင်ငံသားတွေအပါအဝင် တဘွား BND တုံ့ပြန်ရေးဆိုင်ရာကျွမ်းကျင်သူ28ယောက်လိုက်ပါလာမှာဖြစ်ပါရယ်။အဲ့ဒီအရေးပေါ်စီယုံလို့ခေါ်တဲ့အဖွဲ့မှာခွေးစိတ်ခန်းနှခန်း၊အရေးပေါ်လူနာခန်းတခန်း၊အတွင်းလူနာဆောင်၊ CP ခန်းနဲ့တခွေးခန်းတစ်ခုပါဝင်မယ်လို့သိရပါရယ်။မြေပြင်ကူညီကေဆေးအဖွဲ့တွေအပြင်အကြီးစားအရေးပေါ်စီယုံတုံ့ပြစ်စည်းတွေ၊ရေတန့်စနစ်တွေ၊အရေးပေါ်အမိုးအကာတွေ၊ရေတန့်ရှင်းရေးတုံ့ပြစ်စည်းတွေလည်းပါဝင်မယ်လို့ဆိုပါရယ်။ နရင်းစရာသတင်းဌာန၏နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလေးထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလေးဝင်ရောက်ကြည့်ရှုနိုင်ပါရယ်။နရင်းစရာတန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။